ဆိုတော့ဝါရင်းချိန်ကာလဆိုတော့ဘာလဲလို့ကျွန်တော်တို့ပြန်လဲပြီးထောက်ရှုစဉ်းစားကြည့်တဲ့အခါမှာဝါရင်းအချိန်ကာလဟာကျွန်တော်တို့ပထမဦးဆုံးတည့်ရဖြစ်တဲ့ပြခန့်နဲ့ဗုဒ္ဓနည်းကနေစာပြီးဘာပြောလဲဆိုရင် repent and believe in the gospel ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုကျွန်တော်တို့ရှာဖွေလျက်ဘုရားသခင်တချီကိုပြန်လှည့်လာပါဆိုတဲ့စောင့်ဖို့နဲ့ကျွန်တော်တို့ဒီဝါရင်းကာလရဲ့ကျေးဇူးတော်အသက်တာကို ဖြတ်တန်းခဲ့ကြပါတယ်။ဒါလေးနဲ့ပတ်သက်လို့ဝေမျှခြင်းတဲ့အချက်ကလေးကကျွန်တို့မြန်မာစကားမှာသုံးတဲ့ဟာလေးတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့အိတ်ချင်အောင်ဆောင်တဲ့လူကနှိုးဝခတ်တယ်တဲ့။သူကဘာလဲဆိုတော့မအိတ်ဘူး။အိတ်မပြောဘူး။ဒါပေမဲ့မျက်လုံးပိတ်ထားပြီးတော့သူများကလာခေါ်နှိုးတဲ့အခါမှာသူအိတ်တဲ့ပုံစံပြ။ဒါကြောင့်မလို့ဗမာစကားလေးမှာအိတ်ချင်အောင်ဆောင်တဲ့လူကနှိုးဝခတ်တယ်တဲ့။သူမှမထကျင်တာ။ပုံကလည်းအိတ်ပြောနေတယ်။ ဝင်းမြကျင်တဲ့အချက်ကလေးရပါလေဆိုတဲ့အခါကြရင်ကျွန်တို့ကိုနှားရဲ့ကိုကကိုအတွင်းစိတ်ကပြောင်းလဲမှုမရှိရင်ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုကျွန်တို့သိရှိနိုင်မှာမဟုတ်ပါဘူးဒီနေ့ကြားရတဲ့လူနှစ်ဦးရဲ့အဖြစ်ပြက်လေးကြားပါပထမတဦးကတော့ယူဒာအစ်စကာရီယုတ်ဖြစ်ပြီးဒုတိယတဦးကတော့ဆိုင်မန်မဖြစ်ပါဆိုင်မန်ပီတဲတမန်တော်ကြီးတွေကောင်းလားအဲ့မှာဘာလဲဆိုတော့အချက်နှစ်ချက်သူတို့ဘဝမှာတူတာတွေ့ရပါတယ် ပထမတစ်ခုကတော့ဘာတူခဲ့လဲဆိုရင်သခင်ခရစ်တော်ရဲ့အနောက်ကိုတမန်တော်ကြီးတွေအနေနဲ့တာဝန်ကိုစီယူပြီးသုံးနှစ်သုံးဖို့အတူတကွသခင်ခရစ်တော်နဲ့နေခဲ့တဲ့အချက်ကတူညီနေတာတွေ့ရပါတယ်ဒုတိယတစ်ချက်ကဘာတူညီကြလဲဆိုတော့ဂျူဒာအစ်ကာရီယုတ်လည်းသခင်ခရစ်တော်ကိုညင်းပယ်တယ်ရောင်းစားတံပေထရူလည်းသခင်ခရစ်တော်ကိုညင်းပယ်ဒုက္ခရောက်တဲ့အချိန်မှာတံပေထရူထွက်ပြေးတယ် ဒါတွေဟာတူညီတာသွားတွေ့ရတယ်။ဒါပေမဲ့မတူညီတာဘာတွေ့ရလဲဆိုတော့သူတို့ငင်းပယ်ခဲ့ကြပြီတော့ညာလေ။တံပေထရုကသခင်ခရစ်တော်အတွက်ဆလပ်ပြီးတည်တည်ခံရင်းနဲ့အသက်ပေးခဲ့ပြီးယူဒာအစ္စကာရီယုတ်ကတော့မိမိကိုယ်ကိုဇွဲကြိုချပြီးဒီလောကကနေထွက်ခွာသွားရတယ်ဆိုတဲ့အကြောင်းက မတူဘူးဖြစ်နေတာကိုတွေ့ရှိရပါတယ်။ဒီနေ့ဝါရင်းချိန်ကာလလေးမှာကျွန်တော်တို့တူးဦးစီကိုဘာတတိပေးလဲဆိုရင်ဖျားသခင်ကတဲ့ ကျွန်ုပ်တို့ဘလောက်ကောင်းနေဘလောက်ကြရှုံးနေဆိုတာကိုကြည့်တယ်ဖះမှုပဲ ਨੇ ဖះသခင်ဟာတဲ့ကျွန်ုပ်တို့ဘလောက်တစ္ဆာရှိပြီးကြိုးစားနေရဲဆိုတာကိုကြည့်တယ်ဖះဖြစ်ပါလေဒါကြောင့်မလို့ယဟန်ဘုရားမှာကြုံဆုံမှုတယ်ပြောပြမှုတယ်တခါတခါတော့အဘလေးဖြစ်ပါလားလို့ပြောလိုက်အခါမှာဘာပြန်ပြောလဲဆိုတော့ကိုရောရဲ့တဲ့ဖះကိုအားနာတယ်တဲ့ဒီပြည့်ကြီးပဲခဏခဏကြာနေတာတဲ့ မှန်တယ်လို့လို့နဲ့ယုံကြည်ရာအချက်ကိုပြန်ကြည့်တဲ့အခါမှာမမှန်ပါအောင်။ဘာကြောင့်လဲဆိုတော့ကျွန်ုပ်တို့လုပ်ရမယ့်အလုပ်ဟာဖခင်အချက်ကိုတည်ပြီးကျွန်ုပ်တို့ယုံကြည်တဲ့အဘဖြစ်ခြင်းဆက်ကရမန်တုကိုခံယူဖို့ဖြစ်ပါတယ်။ကျွန်ုပ်တို့အပြစ်များတာတစ်ခါတလေလေကြတာကိုဖခင်ကတောင်းဆိုတာမဟုတ်ပါဘူး။ဒါကြောင့်မလို့ကျွန်တော်တို့သခင်ခွတ်တော်ရဲ့တရားတော်ရဲ့အနှစ်ချုပ်ကိုကြည့်လိုက်လို့ရှိရင်အယံရှင်းလင်းပြတ်သားပါတယ်။အဲ့ဒါကသခင်ခွတ်တော်ကဘာပြောလဲဆိုတော့ကောင်းကင်နိုင်ငံတီးလူနေပြီ နောင်တရကြလို့ဆိုတဲ့စကားနဲ့တခင်ခွစ်တော်တရားဒေသနာဟောကြားခဲ့ပါတခြားမလို့ခရစ်သူတခင်၌ချစ်ခင်လေးစားပါတော့ဘာသူတမမိတ်ဆွေပေါင်းတို့ကျွန်တို့တို့ရဲ့အတွင်းစိတ်ကိုအခုမကြခင်ချင်းပါမယ်ဘာစကားပွဲကလာလေးမရောက်ခင်မှာကောင်းအောင်ပြန်လည်ကြည့်ပြီးကျွန်တို့တို့ယုံကြည်တဲ့ဘုရားဟာကျွန်တို့တို့ကိုချစ်တဲ့ဘုရားဖြစ်တယ်ကျွန်တို့တို့ကိုအပြစ်မြင်တဲ့ဘုရားမဟုတ်ဘူးဆိုတာကိုပြန်လည်သုံးသပ်ပြီးဒီနေ့ကြားရတဲ့ယေဒွာအစ်စကာရီယုတ်နဲ့တံပေထရူရဲ့ အရာမှာကျွန်တော်တို့ဘယ်နေရာမှာရက်တည်လဲဆိုတာကိုကိုယ့်ရဲ့ဝိညာဉ်တက်တာတွေပြန်လည်ထောက်ရွေ့နေလောတော်ကောင်းကြီးမင်္ဂလာကျေးဇူးတော်ပြပြကိုတောင်းခရအောင်လို့အလုံးကိုဖိတ်ခေါ်လိုက်ပါတယ်အလုံးကျေးဇူးပြုမှတ်တည့်ရလေစူပန်ကြရအောင်